ချင်းတွင်းမြစ်အတွင်းအမြန်ရရင်နှမြုပ်မှုနဲ့ပတ်သက်ပြီးထိထိရောက်ရောက်အေးအေးယူပေးစေခြင်းနဲ့လို့အသက်ရှင်ကျက်ရစ်သူတွေကပြောဆိုလိုက်ပါတယ်ဒီသတင်းကိုတော့အန်ကိုလက်ကပေးပို့ထားပါတယ်ရှင်အော်ဘာ15ရက်နေ့နန်းနဲ့9နာရီအချိန်ခန့်ကချင်းနှင်းမြစ်အတွင်း Homeland ကနေမုံရွာကိုစုံစင်းလာတဲ့အောင်ကျော်စိုးမိုးနှင့်အမြန်ရင်ရင်တစည်းနှမြုပ်မှုဖြစ်ပေါ်ခဲ့ပါတယ်။အမြန်ရင်ရင်နှမြုပ်ခဲ့လို့အလောင်းတချို့ပြန်လဲဆယ်ယူနိုင်ခဲ့ပေမဲ့များစွာပျောက်ဆုံးနေစေဖြစ်ပါတယ်။ဒီရောက်ရေးယူခန့်ရှင်တဲ့လောက်ကြီးကပေါ်ဆတာလူတွေအသက်အိုးရေအများကြီးအသက်ပုံနေ တာမဟုတ်ဘူးဒေတော့ကုန်ပြီအကုန်လုံးတမတမီရောသူရောလေနဲ့လည်းလူမဟုတ်ဘူးခဲ့တာတမတော့မကန်ကောင်းလို့လို့လွတ်လာတာလောက်ပြရမောကျဲမသာနာစိတ်မရှိမြန်မာပြည်သားအားပြည်သားကြတဲ့နိုင်ငံကြီးသားစိတ်တော်မရှိတော့ကိုချင်းစာနာစိတ်လုံးဝမရှိကြတာဒီဒီတိုင်းပြည်တဲ့နေနိုင်ငံဘယ်တော့မှတိုးတက်မှာမဟုတ်ဘူးတလို့ကိုလိုသူလိုစိတ်ဆွနာ မြန်ရင်ပေါ်မှာလူ300ထက်မနည်းလိုက်ပါလာခဲ့ပြီးနစ်မြုပ်တဲ့အချိန်မှာလူအများစုကအိမ်မောကြနေကြတယ်လို့သိရပါဗါးစတဲ့နစ်မြုပ်တဲ့အချိန်ကရေရင်ကရေထဲမှာ6ပတ်လောက်လိမ့်ထွက်သွားပြီးအမိုးပေါ်မှာစီးတဲ့သူတွေအများစုနဲ့အဝင်အထွက်လွဲတဲ့နေရာကလူတွေသာအသက်ရှင်လွတ်မြောက်ခဲ့တာလို့အမြန်ရင်ပေါ်လိုက်ပါခဲ့သူတူကပြောပါဗါးကျမရဲ့ကျမတူမလေးရဲ့ကျမဘေးရတက်ရောက်ရဲ့လိုးသေးတဲ့ချိန် တန်နေဟာတွေကအကုန်လုံးဒီအောက်ထပ်မှာအိတ်နေကြတော့ချင်းမော်တော်မော်တော်ကနည်းနည်းလွတ်ခဲ့တဲ့အခါကျတော့ကျွန်မလမ်းကြည့်လိုက်တဲ့အခါမှာမော်တော်ကအစိမ်အများကြီးနဲ့ရုပ်ပြည့်ကြီးခွေးလိုက်တယ်ခွေးလိုက်တဲ့အခါကျတော့ကျွန်မတို့နေရာနားကနေဒီကြီးစဝင်လာ ဒီစဝင်ပြီးတော့စက်ကံပိုင်းအတွင်းမှာပြုတ်သွားတယ်ပြုတ်သွားပြီးတော့၆ပတ်လောက်ဘုံလုံးလိုမျိုး၆ပတ်လောက်လဲသွားပြီးတဲ့အခါကျမှကျမအပြင်ဘက်ကိုရောက်ခဲ့တယ်အဲခါမှာတူမလေးရကြံနာရတဲ့အမြဲရင်နှမြုပ်ရတာကသတ်မှတ်တန်ချိန်ထက်ကျော်လွန်တာဆလင်ရဲ့ပော့ဆတာရေစည်းတန်တာတွေကြောင့်ဖြစ်နိုင်ပြီး91လောက်ပဲတင်တာကောင်းတယ်လို့ဆလင်တဝူးကပြောပါတယ်။စည်းကံဖောက်ပြတာလို့လည်းမဟုတ်ဘူး။ဟုတ်ပါပေါ့။ကျွန်တော်တို့ကဟိုဟိုပါပေါ့။သွားသွားရတယ်ဆိုလို့ မပြောဘူးသူနိုင်နိုင်ဝင်လာတော့ပေါ့တော့တင်တာအကောင်းဆုံးပေါ့ကြီးတယ်ပေါ့မနာဝင်တဲ့ဒါတင်လို့ချင်းတော့အဲ့ဒီများမြင်များတာပေါ့ကလက်ရှိမှာပျောက်ဆုံးနေသူတွေထက်ကအလောင်း40ကျော်ကိုဆယ်ယူတကြိုထားပြီးမော်တော်ဆယ်ယူမှုကလည်းအောင်မြင်မှုရှိတော့မှာဖြစ်ပါတယ်အမြန်ရင်နှမြုပ်မှုနဲ့ပတ်သက်ပြီးဥပဒေအတိုင်းတိတိကျကျစစ်ဆေးရေးယူတော့မှာဖြစ်တယ်လို့နေနာခက်သူတွေကလည်းထိရောက်တဲ့ကူညီမှုတွေဆောင်ရွက်ပေးသွားမယ်လို့သိရပါတယ်ကျွန်တော်အောင်ကိုလက်ပါ